ကဲဒီနေ့ကတော့လက်လေးနဲ့တော့လည်းကူခဲလို့ရပြီတော့အရင်စားကောင်းပြီးမှုေးပြီးချိုနေတဲ့အိမ်ထဲတွေဖြစ်ပါမယ်ရှင်ဒီပိန်နဲ့မြှားကြတော့နေတော့ဒီတိုင်းယူလို့အိမ်မှာလို့ထင်လိုက်တာပေါ့နော်တကယ်တော့မဟုတ်ဘူးသူကလက်နိုးတွေယူရီးယားမျိုးလို့ပြောလို့ရတယ်စူးွားကြတော့ ချုံမနေပဲနဲ့စူးကအတုံးအောင်မှာသူကအမှဲ့ပြီဆိုလို့ရှိရင်လက်ကလေးနဲ့ပဲအตาလေးခွဲလို့ရတဲ့မျိုးပေါ့နော် Facebook မှာဆိုလို့ရှိရင်လေထိုင်းနေရဲ့လို့အသီးဗီဒီယိုကြည့်ပြီးဆိုရှင်လက်လေးနဲ့ခွဲရတဲ့ဗီဒီယိုမြင်ပြီးတော့အရန်ခွဲကျင်နေတာပေါ့နော်ဒါပေမဲ့ဒီလိုတရား channel မှာရှိနေဆိုတော့မသိနေခဲ့ဘူးအခုတော့အများခွဲကျင်တာလေးခွဲဝင်ရည်ပေါ့နော်ဒါတော့နေမကောင်းပါဘူးပိတ်နေပြီးနေလာတဲ့လူကလေးတွေခွဲသွင်းနေပါ့။ဘာသာပြန်မလဲ။ဒါမှမဟုတ်ပင်ရပါ။ဘယ်လိုပင်မလဲ။ ခုနကဒါလို့ရေတွေနောက်မှာစိုက်ထားတဲ့မျိုးကကြတော့အိမ်မာမျိုးတွားကြတော့ခွဲရတာခက်တယ်ဒါပေမဲ့အိမ်မာဆိုတော့စားလို့တော့ကောင်းတယ်ဒါလေးကကြတော့လက်ကလေးနဲ့အသားလေးခွဲလိုက်ရုံနဲ့လို့မှဒုလကူခွဲလို့ရရပေါ့နော်ဒါပေမဲ့သူ့ရဲ့အသားလေးကကြတော့အိမ်ကြောရတာလေးကိုမှချိုချိုလေးဟိုပြ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 မကြိုက်တဲ့သူဆိုလို့ရှင်တော့ဒီအတေးကတော့အရင်ကြိုက်တဲ့ထက်တော့မပါဘူးပေါ့နော် ဟုတ်လေဒီလောက်ခွဲရလို့လည်းပုံနေတူခုမှမြင်ဘူးလေအာမေရေလေဘယ်ရတော့လဲဒါတော့မလို့ဘူးလက်လေးပဲလို့မင်းတို့အဲ့ရမျိုးမဟုတ်မင်းတို့အမပင်အများကြီးသိနေတာတပင်နဲ့တော့အများကြီးကိုကလေစူကမင်းတို့လိုရိုးရိုးမျိုးလိုမျိုးချုံမနေဘူးတုံးတုံးလေး ညရဲ့ဘလော့ကြည့်ပြီးတော့ပိနေပြီးစတင်တဲ့ဟေးဆိုလို့ရှိရင်ညမရဲ့အင်ရှေကပိနေတဲ့မှာအတူရေကောင်ကချန်ဆီယိုရဲ့အတင်းမှာထွက်နေပါတယ်စားချင်ရင်ရုံနေအိမ်နေရတယ်ညရဲ့ခုခိုင်းလာလို့ပြောလိုက်အိမ်နေရတယ်အိမ်နေဘူးမှမသိပါဘူးပြီးတော့အတူရေကောင်ကချန်ဆီယိုရဲ့ပြပတ်ကိုထွက်နေအောင်ဆိုလို့စားလို့ခုလို့ရတယ်ညရဲ့ခုခိုင်းလို့ခုခိုင်းလို့ပြောလိုက်ချမ်းပိုင်ရှင်အဘေးပိုင်ရှင်ကတော့မမဆူဆူဖြစ်ပါတယ်။ဒီလိုကျ แกตาโซโลชินล่ะตะลงแล้วเนี่ยตาเลี้ยวไข่ล่ะตาแกจะมาแล้วปาผิดไหมไม่ติดยาเลยเต็มเยอะเนาะโอ้ยแล้วเล่นเนี่ยเพลงไหมเราหนูอยู่ยังอยู่มองตู้หันเนี่ยไม่ได้မမများနေနဲ့ဖိတ်ချင်ပါဘူးနော်တငယ်ချင်းမှာကြာရင်ကျွန်တော်လာပြောင်းမျိုးလုပ်ပြီး အောင်ပြကကြီးကြီးတယ်ကဲဒီနေ့တော့တော့ပါပဲရှင်မြန်နာဘတ်ဒီမှာဆိုလို့ရှင်လဲဘယ်လိုလေးချက်စားပြမလဲဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါဦးเนาะမြန်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရအောင်လဲကျေးဇူးများအထူးရှိပါရှင်